ိစေများခွန်ရရဲ့တာသမီများအားလုံးကျွန်တော်ရဲ့ရွှေတနစ်တာကံကြမ္မာဆိုတဲ့အစီအစဉ်လေးကနေပြီးတော့မင်္ဂလာပါလို့ကျေးဇူးနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဗျာဒီကနေ့မှာကျွန်တော်ရဲ့မိစေတွေကိုငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတစ်ခုပြောပြပေးခြင်းပါတယ်ဒီနည်းကလေးကိုတော့ကျွန်တော်တို့အဘမင်းသင်္ခါကနာမည်လေးတစ်ခုပေးထားတယ်ဘယ်လိုနာမည်လေးလဲဆိုတော့နာမည်လေးကခက်ဆန်းဆန်းပဲမှုရတဲ့ညက်နာ အာလူတွေကအဲ့လိုမှုအရင်တော့အရင်ခေတ်တုန်းကဆိုရင်အဲ့လိုမှုတွေရပြီဆိုရင် ပြုံးပျော်ပြီးတော့ကြည်နူးပြီးတော့ပျော်ရွှင်နေကြတယ်ပေါ့နော်အဲ့ဒီလိုအဲ့ဒါလေးကိုမြင်အောင်ပြီးတော့နော်ကျေနပ်ကျေကျေနပ်ပြီးတော့ပီတိဖြစ်နေတဲ့မျက်နှာလေးပေါ့အဲ့ဒီလိုလေးအဲ့ဒီလိုလေးဖြစ်သွားစေတဲ့ဤကလေးပေါ့အခုခေတ်မှာအဲ့ဒီလိုလေးဖြစ်ဖို့ဆိုရင်ပတ်စံတွေများများရမယ်ဗျာငွေတွေများများဝင်မယ်လက်တွေရွှင်မယ်ဆိုရင်အဲ့ဒီလိုလေးဖြစ်နေမှာပေါ့ဒီနေ့တော့ငါတွေပတ်စံတွေထောပြီး เนาะငါလုပ်ငန်းတွေကောင်းလိုက်တာကွာဟာဝင်ဝင်ဝင်လမ်းတွေကလည်းအဆင်ပြေပြီဟေ့အောင်မြင်ပြီဟေ့ဆိုပြီးတော့ပျော်ရွှင်ကြည်နူးစေတဲ့မျက်နာကလေးကိုရရှိမှာဖြစ်ပါတယ်အဲ့ဒီနီးလေးကတော့တိတ်ဖက်ရခက်စစ်နီးမဟုတ်ဘူးဗျဟိုရတဲ့မျက်နာဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဒီကိုအင်းရဖျားมาပဲဖြစ်ဖြစ်ပေါ့เนาะကိုနီးဆက်ရဇီးဒီတဆူရဲ့ကိုရဲ့မွေးနံတောင်းมาပဲဖြစ်ဖြစ်ဟိုဟင်းနဲ့ဆုံးတော်ကပ်ပေးဖို့ဖြစ်ပါတယ် မိုးဟင်းလေးပေါ့နော်ထမင်းလေးတပွဲထဲမှာမိုးဟင်းလေးထည့်ပြီးတော့ပြားစွန်းတော့ကပ်ပြီးပေါ့နော်နေစွန်းပဲဖြစ်ဖြစ်အာရုံစွန်းပဲဖြစ်ဖြစ်အဆင်ပြေသလိုကတ်လို့ရပါတယ်အဲ့ဒီလိုကတ်ချင်းအားဖြင့်ကိုယ့်ရဲ့ငွေကြေးလက်လာပါတယ်အလွန်ပဲရှင်စီတယ်လို့ကျွန်တော်တို့ဆရာဆရာဇင်အောင်ကြီးကဘီနေတင်နန်းတစ်ခုမှာကျွန်တော်တို့ကိုပြောပြသင်ပြပေးခဲ့ပူပါတယ်ကဲမိတ်ဆွေများအားလုံးမှုရတဲ့မျက်နှာလေးနဲ့အတူလက်တွေရှင်ကြပါစေငွေတွေများများဝင်ကြပါစေ ဆက်လက်ပြီးတော့ဒီနေ့တရက်စာကညမာလမ်းညွန်လေးကိုလည်းစနစ်တကျတွက်ချက်လို့ပေးလိုက်ပါတယ်ဗျာဒီကနေ့မှာလူမျိုးကြားကိစ္စနိုင်ငံကြားကိစ္စပြည်ပနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေအောင်မြင်မှာဖြစ်ပါတယ်ဒီကနေ့မှာအထဲထီးမိလျှက်စစ်ဖက်နက်ကိစ္စတွေကောင်းပါတယ်ဒီကနေ့မှာစုရုပွဲသူဂုံသူလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်မဲ့နေ့ဖြစ်ပါတယ် တခုတည်ထားရမှာကတော့ဒီကနေ့မှာကိုယ်ကိုမှားယွင်းပြီးတော့အဆွဆွဲခံရတတ်ပါတယ်အဆွဆွဲခံရတဲ့ဂိမ်းရှိပါတယ်ဒီကနေ့တနေ့တာကံကောင်းစီမဲ့အကြောင်းတွေကတော့အပြာရောင်ပန်းရောင်လို့ဖြစ်ပါတယ်ဒီကနေ့တနေ့တာကံကောင်းစီမဲ့ကဏ္ဍတွေကတော့တစ်ကဏ္ဍနှစ်ကဏ္ဍငါးကဏ္ဍ၆ကဏ္ဍလို့ဖြစ်ပါတယ်ဒီနေ့တနေ့တာကံပွင့်လက်ရွှင်စီဖို့အတွက်ဆိုရင် ကိုယ့်ရဲ့အိမ်ဖျားမှာကောင်းချင်းပေါင်းလေးတပွဲကိုစွန်းတော်အဖြစ်ကတ်လူပေးပါဗျာဒီနေ့တနေ့တာကံပွင့်လက်ရှင်စေဖို့အတွက်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေအောင်မြင်စေဖို့အောင်တက်ရစေဖို့အတွက်ဆိုရင်လေကောင်းချင်းပေါင်းလေးကိုစတိဖြစ်ဖြစ်စားပြီးဆူတောင်းပြီးမှလှုပ်ဆောင်ပေးပါဗျာကဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလုပ်ငန်းဆောင်တာများအဆင်ပြေအောင်မြင်ကြပါစေ